င်္ဂလာပါရှင်ချောပါအခုချောကဒီနေရာကိုဘာလို့ရောက်နေရလဲဆိုတော့မိုချီရိုပန်ကိတ်လို့အဲ့လိုမျိုးဒီလက်မုံမျိုးစုံကိုတနေရာထဲမှာရရဆိုင်လေးတစ်ဆိုင်ကိုညှို့ပေးခြင်းလို့ရောက်နေရပါအဲ့ဆိုင်လေးကဘယ်ဆိုင်လေးဖြစ်မလဲဆိုတာကိုသိကြရင်တော့ချောနဲ့သူတစ်ခါတော့လိုက်ကြည့်ကြမယ်ဆိုင်လေးကတစ်ထပ်တိုက်လေးဖြစ်ပြီးတော့ခြံဝင်းလေးလက်လုပ်ပေးထားတာမို့လို့ကောင်မလေးတွေအကြိုက်ပုံလေးတွေလည်းရိုက်လို့ရပါတယ် င်လေးကကျင်းတယ်ဆိုပေမဲ့တငယ်ချင်းတွေနဲ့အေးဆေးလာပြီးတော့ထိုင်ကျင်တဲ့သူတွေတော်တော်အသင့်တော်ဆုံးပါ။ဆိုင်လေးကအရင်ကတည်းကကောင်မလေးတွေကြားထဲမှာရေပန်းစားနေရမလို့၆ရောက်သွားတဲ့အချိန်မှလည်းကောင်မလေးတွေကဇီစာရဲ့ signature place ဖြစ်တဲ့ကျူးလက်ပန်းလေးနဲ့ပုံရိုက်နေကြတယ်ပေါ့နော်။ချောကိုတိုင်းလည်းပုံလေးတွေရိုက်ဖြစ်ခဲ့ပါဗျ။ ချောရောက်သွားတဲ့အချိန်ကနှိမ့်လက်စားစားချိန်ဆိုတော့မာရလာလေးတွေနည်းနည်းများသွားတယ်ပေါ့နော်။ကဲချောမာရလာလေးတွေရောက်လာပြီဆိုတော့တခုချင်းချောကစားကြမယ်နော်။ရတာတွေကတော့အကုန်လုံးကောင်းတယ်ဆိုပေမဲ့ချောဒီမှားရတဲ့နေရာမှာအကျိုက်ဆုံးကတော့မိုချီနဲ့ဘလူးခွဲလေးလက်သေးလေးပါပဲ။ ဒီရောက်လို့ရှိရင်လည်းချောမာတဲ့မီမိုဆက်လေးကို try ကြည့်ဖို့ချောက recommend ပေးတယ်နော်။လေးတွေကလည်း budget safe ဖြစ်တာမို့လို့လူငယ်တွေအတွက်တင့်တော်ဆုံးပါပဲရှင်။ ကဲအခု6ရောက်နေတဲ့ဒီရဒီလိုက်ရဆိုင်လိုက်စာလေးကတော့တောင်ကလာပါမြို့နယ်ကိုရက်ခွတ်ကျော်တူလန်အမှတ်850ဖြစ်ပါတယ်။ဒီဆိုင်လေးကတောင်ကလာတွင်မကပဲရန်ကုန်မှာလည်းတဆိုင်ရှိသေးတယ်နော်။ဒီဆိုင်လေးကမနက်9:00ခွဲနဲ့ည6:00နာရီခွဲထိပည့်ရမရှိဖွင့်လှစ်ပေးတာပါတယ်။ဒီတောင်ကလာပါဆိုင်လေးကို WiFi နဲ့လာခြင်းနဲ့လူတွေအတွက်အနည်းဆုံးမတိုင်ရတော့ဘိုးစင်းမတိုင်လို့သိရပါတယ်။ကဲနောက်ဘက်တင်မှာတော့ချောကဘလိုနီယာကဘလို coffee ဆိုင်လေးတွေကိုညွှန်ပြပေးသွားမလဲဆိုတာကိုသိချင်ရယ်နော်။ချောတို့ရဲ့ video media ရဲ့ Facebook page လေးကို like and follow လုပ်ပြီးတော့စောင့်ကြည့်ပေးလို့ရပါတယ်။ချောရဲ့ video ကိုစောင့်ကြည့်ပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်။ချောနဲ့တူနောက် video တွေမှာပြန်တွေ့ကြမယ်နော်။ Bye bye.